ီနေ့အတွက်ကတော့ငကြီး6ချက်နီးနီးပြောပြမယ်เนาะပထမဆုံးငကြီး6ငကြီးအကောင်တွေကိုတ냐ရေစိမ်ထားပါမယ်ရေစိမ်ပြီးသွားရင်เนาะဒါကရေစိမ်ပြီးသားငကြီးအကောင်လေးကပျော့နေပြီပေါ့เนาะပျော့နေပြီဆိုရင်အဟာလေးတွေကိုဘယ်လိုခွာလဲဆိုတာတစ်ခါလဲပြပါမယ်ငကြီးခေါင်းကိုကြာရင်တစ်ခါလဲထည့်ချက်လို့ရပါတယ်ဒီမှာကတော့ခေါင်းကိုထည့်ချက်မပြပါဘူးပထမဆုံးခွန်း လဲတချမ်းခွာလိုက်ခွာလိုက်ပြီးတော့ခလဲယူထုတ်ပြီးဘီနာကတောင်မန်နာအယိုးလေးရယ်ပြီးရင်အဲ့နာပပတ်လေးပေါ့နော်ဗိုက်တာနာအယိုးလေးရယ်ကိုတခါလဲဆိတ်ရှိလက်ရှိထုတ်ပါမယ်ငံကြီးကြောက်ကိုတခါလဲအယိုးထွင်ပြီးချက်တဲ့အတွက်ကြောင့်မလို့ယုံထဲတဲ့ထမင်းချိုင်းတွေပဲဖြစ်ဖြစ်ကြောင်းထဲထမင်းချိုင်းတွေပဲဖြစ်ဖြစ်တခါလဲအဆင်ပြေရယ်ပေါ့နော်ယိုးတဲ့ဟိုဘယ်လိုပြောမလဲတခါလဲကွာမြင်မြန်ဆန်ဆန်စားလို့ရရဲ့အနေထားလေးတခုရရယ်ပေါ့နော်ပြီးရင်လူကြီးရဲ့အတွက်လဲစားရတာတ င့်တော်ပါရဲ့ငားယိုးစုမာရီမကြောက်ရပါဘူးဒီလိုမျိုးထွင်ပြီးမှချက်တဲ့အတွက်ကြောင့်မလို့လူကြီးရေစားတာပို့ပြီးအဆင်ပြေပါရဲ့ဒါကတော့ထွင်ပြီးရဲ့အနေထားပါအာအနေနေကိုကိုကြိုက်တဲ့အနေထားဖြစ်အောင်လို့နှွေကကြည်လေးနဲ့ညှက်မယ်ပေါ့နော်ဒါလေးနဲ့ထုံလန်းခုတ်လိုက်လည်းရပါရဲ့ပြောပါပြောနေရတဲ့အတွက်ကြောင့်မလို့ကကြည်လေးနဲ့ပဲတစ်ခါရင်ညှက်လိုက်ပါရဲ့ကိုကြိုက်တဲ့အနေထားလေးပေါ့နော်ဒီလိုမျိုးရေစိမ်ပြီးချက်တော့တချို့အကောင်လေးရတော့နည်းနည်းလေးမွားသွားရဲ့ပေါ့နော်ဒါမဲ့မမွားအောင်လို့ဂယူးဆိုင်ပါမယ်ပြီးရင်တော့ ော်ဒေဦးလေးတဲ့ကိုစီထဲမယ်စီတက်မယ်ပေါ့နော်အနည်းကတော့ကြက်တုံဖြူကြက်တုံနီပြီးရင်ငရုတ်တီပြီးရင်တော့ငရုတ်ကောင်းလေးနည်းနည်းထည့်ပြီးတော့ထောင်းပါမယ်ပြီးရင်တခါလေဆက်နွေးမုန်လေးပါရောပြီးတော့စီတက်ပါမယ်မှွှင်းညောင်လို့ပါအားနေနေအနက်နေမှွှင်းလာတဲ့အချိန်စီတက်မယ်ပေါ့နော်အရင်တိုင်းပဲပြီးရင်တော့ခရမ်းချင်းနီးမီဖုတ်ပြီးတော့အမ်တန်တဲ့လုံဒီဟင်းမှာချက်ပြတဲ့အတိုင်းဒီပေါ့နော်ဒါလေးနဲ့နုံနုံလေး နှီးပြီးတော့ကျေသွားအောင်လို့လုပ်ပါမယ်ပြီးရင်ငံပြားရည်လေးထည့်ပါမယ်ဒါငံပြားရည်အကြည်ပါပြီးရင်စားလေးထည့်ပါမယ်ပြီးရင်တော့ရောသွားအောင်လို့တစ်ခေါက်မှွေပါမယ်ခရမ်းချီနီကိုအဲ့လိုလုပ်ပြီးချက်တာကမီးကုံနဲ့တက်တာရယ်ပေါ့နော်အချင်းကုံနဲ့တက်တာပါရယ်ပြီးရင်တစ်ခါတည်းငံကြီးချောင်းလေးနှွင့်ထားလေးကိုရောထည့်ပြီးတော့ မှွေပါပဲပြီးရေသေးနည်းနည်းသေးစီရေထည့်ပြီးတော့အရသာဝင်သွားအောင်ရငကြီးချောင်းမှွေးလာအောင်ရတခါတည်းအဲ့လိုလေးချက်မယ်ပေါ့နော်ရေနဲ့အများကြီးထည့်ပြီးချက်ရင်လည်းရပါရဲ့ဒါမဲ့စားလို့မကောင်းပါဆိုလို့ပါရေလေးနည်းနည်းလေးထည့်တိုင်းတခါတည်းအမ်မှွေတိုင်းရေကုံကရေခန့်ခန့်နေဆိုရင်ရေလေးနည်းနည်းလေးပြန်ထည့်ပါတော့အဲ့လိုမျိုး၃-၅ခေါက်လုပ်ပြီးတော့မှရေကိုအိုးအပြည့်ထည့်ချက်ပါမယ်အိုးပြည့်ထည့်မချက်ခင်ငကြီးချောက်အတွက်စားလေးနည်းနည်းထည့်ထည့်ပါမယ်ပြီးရင်တော့ရော်တော့အောင်လို့တခါလေနောက်တစ်ခေါက်ထပ်ပ ပြီးမှွေပါမယ်ပြီးရင်တော့ငကြီးချောင်းလေးလေးရေမြုံတဲ့အထီးထည့်ပါမယ်အေးရင်လေးအားလုံးပွက်လာပြီးအရသာလည်းကိုယ်ဆိုင်တဲ့အနေထားလေးတစ်ခွက်ရပါပြီဆိုရင်တော့ငကြီးချောင်းထင်းလေးတစ်ခွက်ရပါပြီအားလုံးပဲလိုက်ချက်စားကြည့်ပါအောင်